နိဗ္ဗာန်တရား၅ပါးဆိုတော့ဘာလို့ဆိုရင်ကာမိဆန္ဒပြောခြင်းပါးခြင်းနဲ့စိတ်တွေဖြစ်ရှာ ပြောခြင်းပါးခြင်းနဲ့စိတ်ဆိုတာမျက်စိကကြည့်ပြီးလှပတဲ့အာယုံမှာပြောခြင်းနဲ့စိတ်ဆန္ဒတွေနာကနေပြီးတော့လားထောင်တဲ့ပြောပါခြင်းနဲ့စိတ်ဆန္ဒတွေနှာခေါင်းကမွေးကြိုင်တဲ့အနံ့လေးကိုနမ်းရှူပြီးပြောပါခြင်းနဲ့စိတ်ဆန္ဒတွေနော် လျာကအရောက်လာခံပြီးတော့ပျော်ပါခြင်းနဲ့စိတ်ဆန္ဒတွေခန္ဓာကိုယ်ကအထီးတွေ့ကောင်းတာကိုထီးတွေ့ပြီးပျော်ပါခြင်းနဲ့စိတ်ဆန္ဒတွေခေါ်တာတွေကိုကာမဆန္ဒလို့ခေါ်တယ်။ကာမဆိုတာလိုချင်စရာအာယုတွေကိုဆန္ဒကလိုချင်နေတာ။ကိဋ္ဌိစင်တဲ့အရာလူတွေဟာလိုချင်စရာတွေကိုလိုချင်နေကြတာပဲလေ။မျက်စိက ကြည့်ပြီးတော့လိုချင်စရာ မတွေ့ဘူးလား။ နာကကြားပြီးတော့လူချင်းစရာ တွေ့တယ်နှာခေါင်းကနမ်းပြီးလူချင်းစရာတွေ့တယ်လျှာကကြည့်ပြီးလူချင်းစရာတွေ့တယ်အဲ့ဒီလူချင်းစရာအာယုန်တွေကိုရှာပြီးတော့ဒီအာယုန်တွေပေါ်မှာတွဲနေတာဟာကာမိဆန္ဒပဲအဲ့ဒီကာမိဆန္ဒကိုဖယ်ရှားပြရမယ်မဖယ်နိုင်လို့ရှိရင်ဒီတရားတွေတရားမြတ်မရနိုင်ဘူးဒါသူ့ကိုနိဝရဏလို့ခေါ်တယ်ဘာဖြစ်လို့နိဝရဏလို့ဆိုအဆုတ်အပိတ် ုန်းကြီးတို့ရံမုံမျိုးကြီးမိုးရွာတဲ့အခါကျတော့ကြောင်းနေချောင်းနေပိတ်နေလို့ရှင်ဘာဖြစ်ခြေရေရှမ်းလမ်းပေါ်ရေတက်ဟုတ်လားအဲ့ဒါတွေဖင်ချင်းပြလိုက်တဲ့အခါရေလမ်းသူ့ဘာသူပွင့်သွားတဲ့အခါကျတော့ရေပြန်လာအဲ့ဒါမျိုးလိုပဲလူစိတ်ထဲမှာဓာကြီးကပိတ်ပိတ်တဲ့အခါကျတော့အတိညာဆိုမလာတော့ဒီကမ္မစ္ဆန္ဒဆိုတာကြီးက block ဖြစ် block ဖြစ်နေတဲ့အတွက်ကြောင့်ဒီ ကာမဂုဏ်အာယုံပေါ်မှာပြဝန်းလို့တဲ့ဒီဆန္ဒကြီးကလိုလားနစ်သက်နေတဲ့ဆန္ဒကြီးကပိတ်ဆို့ထားတဲ့အတွက်ကြောင့်အတိညာဆုံးလာတော့မလာလို့ရှိရင်နိဗ္ဗာန်တရားကြီးဘယ်လိုမှဖွင့်နိုင်တော့ဘူးအမှန်တရားကိုသိဖို့လုံးဝမဖြစ်နိုင်ဘူးလို့ဒီလိုဆိုလို့ဒါကြောင့်မို့သူ့ကိုဖယ်ရှားပြရလူဆိုတာကကောင်းတာလေးရလို့ရှိရင်ကြိုက်တယ်မကောင်းတာရရင်ဘာဖြစ်လဲဒေါသဖြစ်တယ်အလိုမကျဖြစ်တယ်အဲ့ဒါကိုဖြာပါဒလို့ခေါ်တယ် ကာကဒုတိယလိုချင်တာရနေလို့ရှိရင်ကာမဆန္ဒလိုချင်တာမရရင်မပြက်လာဘူးဖြာပါတာစိတ်ထဲမှာအလိုမကျဖြစ်လာတယ်မကြည်မနှက်တွေဖြစ်လာတယ်ဒေါသဖြစ်လာတယ်ပေါက်ပွဲလာတယ်ကဲအဲ့ဒီအချိန်မှာကုသိုလ်စိတ်ဖြစ်နိုင်မှာမလားဖြစ်နိုင်ဘူးဒါကြောင့်သူ့ကိုလည်းနိဝရဏလို့ခေါ်တယ်ကုသိုလ်စိတ်ကြီးပိတ်ဆို့လိုက်ပိတ်ဆို့လိုက်တဲ့ကအတိညာနဲ့ပွင့်လာတယ် လူတွေကပိတ်ဆို့တာနှလုံးရောဂါကြတော့ကြောက်တယ်လေနှလုံးသွေးကြောပိတ်တယ်ဆိုရင်ကြောက်တယ်မဟုတ်လားအတိညာပိတ်ဆို့နေတာじゃတိတ်ကြောက်ဘူးရှင်ဘက်မှာမအောင်တာဟုတ်ပဲဒါကြတော့เนาะအဲနှလုံးသွေးကြောပိတ်ပြီဆိုရင်ရှင်ဘက်ကအောင်လာတယ်ဆိုတော့ကြောက်တယ်ဆရာဝန်သွားပြအတိညာပိတ်ဆို့နေလို့ရှင်တော့အဲ့ဒါရိတ်တာသွားပြီးဖွင့်มาရအောင်เนาะတရားထုတ်ပြီးတော့ဖွင့်ရအောင်အဲ့တော့ ာမိဆန္ဒဖြစ်တယ်ဗျာပါဒဖြစ်တယ်ဒီလိုဖြစ်လိုက်သည့်အတွက်ကြောင့်အတိညာဉ်တွေမဝင်နိုင်အောင်ပိတ်ဆို့ပြီးတာဖြစ်နေတယ်ထို့တူပဲနောက်တစ်ခုပိတ်ဆို့တာပါတော့ဆိုထိနာမိတ်တယ်ကုသိုလ်စိတ်ကုသိုလ်လုပ်ဖို့စိတ်မပါဘူးတရားအထုတ်ဖို့စိတ်မပါဘူးဖျားစစ်ခုံဖို့စိတ်မပါဘူးအ ਨੇ ဆုံးအ ਨੇ ဆုံးဟုတ်လားအဲ့ဒီလိုစိတ်ကတုံ့ဆုံလာတဲ့သဘောတွေကဒါထိနာမိတ်တာလို့ခေါ်တယ် နောက်ဆုံးတွန့်ထုတ်သွားလိုက်တဲ့အခါကျတော့တန်းပြီးတော့အိတ်တဲ့စိတ်ကြီးရောက်သွားတာပေါ့နော်တချို့ယောဂီပုဂ္ဂိုလ်တွေထိုင်ရင်အိတ်တယ်လို့ပြောတာပဲတရားထုတ်လို့တဏှာမပြည့်ခင်အိတ်ပြောနေပြီအဲ့တော့ဌိနမိတ်္တကလည်းပဲအတိညာကိုပိတ်ဆို့တယ်လို့သူကလည်းဏိဝရဏလို့ခေါ်တယ်နောက်တစ်ခုကစိတ်ထဲမှာမငြိမ်းချမ်းအောင်စိတ်ရဲ့ငြိမ်းချမ်းမှုကိုဖြစ်စည်းတဲ့တရားနှစ်ခုရှိတယ်အဲ့ဒါကဥဒိစ္စနဲ့ကုက္ကုစာ ဩဒိသဆိုတာကိုတွေးတီတွေးတွေးနေတာစိတ်တွေလေးနေတာကုကုသဆိုတာလုံးမိတာမလုံးမိတာပုံမှာတခါလဲစိတ်ကပူးနေတာဟောဒါတွေကလည်းပဲအတိညာကိုဆုတ်ပိတ်တဲ့ဤဝရဏတရားတွေပဲတဲ့သူတို့ရှိနေလို့ရှိရင်တော့အတိညာဘယ်တော့မှမဖြစ်နိုင်ဘူးအတိညာနဲ့အာပြော့သွားမယ်ရှိတဲ့အတိညာနဲ့အာပြော့သွားမယ်အတိညာလေးအစ်စ်လည်းဖြစ်မလာနိုင်ဘူးလို့ဆိုလို့နောက်ဆုံးကဝိသိကိစ္စဆိုတဲ့ဓာတ် တန်လျာအဲ့ဒီတန်လျာကလည်းပဲမလုပ်တဲ့အလို့ကဟောမဟုတ်ကလားဒီဝိပဿနာချင်းစဉ်ချင်းလို့တရားတို့တရားများရတယ်ဆိုတာဟုတ်ပါ့မလားထက်လီဝင်ပြီးရှူဆိုင်တာတွေမှတ်နေုံနဲ့တရားဆိုတာဟုတ်ပါ့မလားလို့ဟောတန်တရားတွေဝင်လာပြီဆိုလို့ရှိရင်လည်းပဲခဏကအသိဉာဏ်ကိုပိတ်ဆို့လိုက်တာတခုပဲဟောပိတ်ဆို့တာဒါကိုနိဝရဏတရား၅ပါးပိတ်ဆို့မှု၅မျိုးတဲ့ နှလုံးသွေးကြောပိတ်ထားတဲ့ဆိုးတဲ့ဒီ၅မျိုးပါအတိညာသွေးကြောတွေကိုပိတ်ပြတာဟုတ်ကဲ့လား